စောဒီနဲ့ရဲများအမျိုးသမီးကိစ္စနဲ့စကားများတဲ့ပြက်ပြက်ဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကပြည်သူ၅ဦးကိုတတ်ပြတ်ခဲ့ပြီးရုပ်အလောင်းများကိုရေတွင်းနဲ့ပစ်ချတဲ့စစ်တပ်တရားရုံးများကတေဒန်စီရင်ခြင်းအလုပ်ကိုမိနစ်ပိုင်းအတွင်းနိုင်ပိုင်းအတွင်းမှာပြုလုပ်ခြင်းလည်းဖြစ်ပါတယ်ပြူစောဒီရွာကိုတိုက်ခိုက်တိမ့်ပတ်ရပြူစောဒီတူတေဆုံးပြီးတော့၁၈ဦးအရှင်ဖမ်းဆီးရမိတဲ့တဲ့င်းမှာမင်္ဂလာညချမ်းပါခင်ဗျာကိုစီတဲ့င်းနဲ့ထွေထွေ YouTube Channel ကနေကျွန်တော်တနေ့တာရရှိတဲ့တဲ့င်းအတိုးတော်တွေကိုတင်ဆက်ပေးမှဖြစ်ပါတယ် ပထမအောင်ဆုံးသတင်းခေါင်းစဉ်ကတော့ပြူစောတိနဲ့ရဲများအမျိုးသမီးကိစ္စနဲ့စကားများတဲ့ပြဿနာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်နဲ့ကမာရုတ်မြို့နယ်တို့တွင်ရဲတပ်ဖွဲ့နှင့်ပြူစောတိများအကြပစ်ခတ်မှုတီဒီအချင်းချင်းရန်ဖြစ်မှုများပေါ်ပေါက်လာကြောင်းတပ်သတင်းရင်းမြစ်တချို့နှင့်ဒေတာပြည်သူများထံကတီးရပါတယ်။ယမန်နေ့ဇွန်လ23ရက်နေ့ည7:00နာရီ10မိနစ်အချိန်လမ်းမတော်မြို့နယ်ဂျန်ရှင်းမော်တင်အနီးတွင်ရဲတအူးကိုပြူစောတိအဖွဲ့ဝင်6ဦးကဝင်ရောက်တိုက်ခိုက်ကြောင်း ရင်းနောက်ရဲများထပ်မံရောက်ရှိလာပြီးပြူစောရီအဖွဲ့များကိုပစ်ခတ်ဖမ်းဆီးမှုများလှုံ့ဆော်ခဲ့ကြောင်းရဲတအူးနှင့်ပြူစောရီအဖွဲ့တအူးတို့ကြားအမျိုးသမီးကိစ္စနှင့်ပတ်သက်၍အချင်းများရမှအုပ်စုလိုက်တိုက်ခိုက်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရတယ်။အမျိုးသမီးကိစ္စပြူတွေနဲ့ရဲတွေဖြစ်ကြတာပြူတွေဆိုပေမဲ့လူမိုက်တွေပဲအခုလူမိုက်တွေကိုပြူစောရီအဖြစ်တက်ကခေါ်တုံးနေတာအမျိုးသမီးကပြူတအူးနဲ့ရီးစားလို့လို့ဘာလို့လို့ EC ကလီတွေလှုပ်ပြီးငွေချင်းနဲ့ပစ္စည်းစရာကြော်ခွလိန်သွားတယ် အဲ့ဒါကိုပြူတွေကမကျင်တတ်လို့အမျိုးသမီးကိုရှာတဲ့အချိန်အဲ့ဒီအမျိုးသမီးနဲ့ easily ဖြစ်နေတဲ့ရဲကလာအကာအကွယ်ပေးပြီးဖြစ်ကြတာဟုဒေသတည်င်းမြင့်ကပြောတယ်။ဒီတည်င်းကတော့ကျွန်တော်တို့ရှင်းရှင်းပြောရရင်တော့ခွေးခွေးချင်းကြိုက်တဲ့ပွဲပါပဲ။ကျွန်တော်ပြည်သူတို့ကတော့ဘာမှမထူးဆန်းပေမဲ့ဘာဟုတ်တိကျင်လို့ဒီတည်င်းကိုတင်လာလဲဆိုရင်ကျွန်တော်တို့လက်ရှိစစ်ကောင်စီဟာသူ့အာဏာရရင်းအတွက်လူမိုက်တွေကိုဆိုပြီးတော့နော်ပြူတွေကိုမွေးထုတ်ကြတယ်။အဲ့တော့တည်င်းမှာကျွန်တော်ပြောချင်တာကလူမိုက်နဲ့လူရန်ကား ခွဲခြားတိစေခြင်းတာပါလူမိုက်ဆိုတာဘယ်တော့မှမဟုတ်တာမလို့လမ်းမတော်ဖိုးတေဆိုရယ်လူမိုက်เนาะအများဘက်ကအမှန်တရားဘက်ကယက်တည်တယ်ရုပ်မာတဲ့အလုတ်ကိုမလုတ်ဘူးရန်ကားတဲ့အလုတ်ကိုမလုတ်ဘူးအဲ့ဒါလူမိုက်လူရန်ကားဆိုတာကခွင်းနှင်းကပြောသလိုအာနာရှိတဲ့လူပေါင်းတယ်လက်နက်ရှိတဲ့လူတွေပေါင်းတယ်ပြီးလို့ရှိရင်ကိုယ့်ထက်နှိပ်တဲ့အာနာမရှိလက်နက်မဲ့တွေကိုเนาะရိုင်းဆိုင်ပြီးတော့စော်ကားအနိုင်ကျင့်တာလူရန်ကားအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့เนาะ လူတွေကိုပြောချင်တာကလူမိုက်ဖြစ်အောင်လုပ်ကြပါတူများအတုံးချကန်လူရန်ကတော့မဖြစ်ကြစင်နဲ့တကယ်ရှက်ဖို့ကောင်းပါတယ်လူရန်ကဘဝနော်ဒါလေးကိုခွဲခြားတိစီခြင်းပါတယ်အဲ့တော့ပြူစောတီဘဝဖြစ်မဲ့ဆိုရင်ဘယ်ဘဝရောက်မလဲဆိုတာကိုယ့်ကိုစဉ်းစားစေချင်တယ်တံပိုးရှိတဲ့လူမိုက်တယောက်ဖြစ်အောင်ပြင်ဆင်ကြပါနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်အကျန်းဖက်စစ်တပ်ကပြည်သူ၅ဦးကိုတတ်ပြတ်ခဲ့ပြီးရုပ်အလောင်းများကိုရေတွင်းနဲ့ပစ်ချခဲ့တယ်ဒီသတင်းလေးကိုတင်ဆက်ပေးခြင်းပါတယ် ယနေ့ဇွန်လ14ရက်နေ့တွင်အကြံဖက်စစ်တပ်၏စက္ကခတုံးမှ စက္ကခမှုဘုံမှုဇော်ဝင်ဥဆောင်သောစစ်တပ်စစ်ကြောင်းဟာဖားကန့်မြို့မော်စီစာကျေးရွာတောင်ယာကုန်းတက်ဝိုက်၌ပြည်သူ၄ဦးကိုတပ်ဖြတ်ကရုပ်အလောင်းများကိုရေနှင်းတွေပစ်ချထားခဲ့ကြောင်းအလားတူလမ်းဘေး၌လည်းပြည်သူ2ဦးကိုထပ်မံတပ်ဖြတ်ထားခဲ့ကြောင်းသိရတယ်။ဒီကနေ့ဖားကန့်မော်စီစာတောင်ယာကုန်းတက်ဝိုက်မှာစစ်ကောင်စီကပြည်သူတွေကိုတပ်ဖြတ်ပြီးတော့ရေနှင်းတွေပစ်ချထားတဲ့အလောင်း၄လောင်းတွေ့တယ်။ ပြီးရင်လမ်းဘေးမှာလဲတယောက်ထပ်ပြစ်တတ်ထားတာအားလုံးအလောင်း၅လောင်းစစ်ကောင်စီတပ်တွေဖားကန့်ရောက်လာတဲ့ကပြည်သူတွေကိုတပ်ဖြတ်ထားတဲ့အလောင်း30လောင်းရှိပြီဟုဒေတာတည်ငင်းမြစ်ထံကနေတီးရပါတယ်အဲ့တော့လက်ရှိစစ်ကောင်စီကစစ်ကြောင်းထိုးရဒေတာတလျှောက်မှာဖားကန့်မှာမှမဟုတ်ပါဘူးမြမတနိုင်ကန်လုံးစစ်ကြောင်းထိုးတဲ့ဒေတာတလျှောက်မှာကျေးရွာတွေအနေနဲ့လွတ်အောင်ပြင်းရင်ပြင်းမပြင်းလို့ရှင်ရင်ကြံပြစ်ခဲ့တဲ့တူတွေကိုအခုတို့မတရားဖမ်းဆီးတပ်ဖြတ်နေတာ နိုင်ငံဒေတာအနှံ့အပြားမှာဖြစ်ပေါ်နေတာပါအဲ့တော့အကျန်းဖက်အကျန်းဖက်လို့ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်အပြန်လန်ဆွတ်ဆွဲနေတဲ့နေရာမှာဒီအောက်ခြေမှာဖြစ်တဲ့မြေကတိမြေပြင်ပကတိမှန်တရားတွေကိုကြည့်တိနိုင်ပါတယ် PDF တွေ Dyna EOS တွေစစ်ကြောင်းထိုးလို့ထွက်ရွာလုံးကျွထွက်ပြေးရတဲ့ဒေတာကျွန်တော်တို့တိုင်းပြည်မှာဒီနေ့အချိန်ကာလမရှိခဲ့ပေမဲ့စစ်ကောင်စီစစ်ကြောင်းထိုးလို့ရှိရင်ရွာတရွာမဟုတ်ပါဘူးလေးရွာရှိရင်လေးရွာငါးရွာရှိရင်ငါးရွာရွာလုံးကျွထွက်ပြေးရပါတယ် မပြင်းနိုင်တဲ့ဒူတွေအတွက်အခုလိုမျိုးအဖြစ်ဆိုးနဲ့ကြုံတွေ့ရတယ်။အဲ့တော့တိုင်းပြည်နဲ့ပြည်သူပေါ်အကြမ်းဖက်တာဘယ်သူလေးလဲ။အဲ့တော့ဒီစစ်ကောင်စီတပ်ထင်းကနေအလင်းဝင်လာတဲ့စစ်သားတွေပြောပြခြင်းအရဝေးကလည်းကျွန်တော်မြေပြင်ရင်ဆင်းသွားတယ်။မြေပြင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလင်းဝင်လာတဲ့အချိန်မှာကျွန်တော်အင်တာဗျူးတွေရိုက်ခဲ့တာ။တော့ဒါတွေကိုလည်းကျွန်တော်တင်ဆက်ပေးနေပါတယ်။အဲ့ဒီအင်တာဗျူးတွေမှာပြောပြတာကအဲ့လိုလောက်ရမျိုးတွေကိုပြည်သူပေါ်ဆက်ဆံတဲ့နေရာမှာမောက်မောက်မှမှရိုင်းစိုင်းနဲ့ဆက်ဆံခိုင်းတယ်ရင်ရင်ကျေကျေချွတ်ချွတ်တတမဆက်ဆံဘူး။ ပြည်သူကိုအဲ့လိုမျိုးမောင်းမောင်းမှာရိုင်းဆိုင်ဆက်ဆံခမီးမလုတဲ့တူတွေကိုပြန်ပြီးတော့အပြစ်ပေးကန်ထိတယ်။ဒါကြောင့်မလို့အောက်ခြေတပ်ဖွဲ့ဝင်တွေဟာပြည်သူနဲ့တွေ့လို့ရှိရင်ရန်သူလိုဆက်ဆံရတဲ့လောက်ရက်ကိုလောက်ရတာလို့ပြန်ကြတိရတယ်။တကယ်ကိုပြည်သူပေါ်ရုတ်မာတဲ့အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကိုဖြစ်ပါ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တပ်တရားရုံးများကတေတန်စီရင်ခြင်းအလုပ်ကိုမိနစ်ပိုင်းအတွင်းနိုင်ပိုင်းအတွင်းမှာပြုလုပ်နေတဲ့သတင်းပဲဖြစ်ပါလေ။ အကြမ်းဖက်စစ်သားကြီးလက်အောက်ခံတရားရုံးများကလှုပ်ဝက်စွာတည်တံစီရင်ချက်များကိုမိနစ်ပိုင်းအတွင်းချမှတ်နေတဲ့အပြင်စစ်တပ်ကလည်းအကျဉ်းသားအကျဉ်းတူများကိုလျှက်စစ်ရှော့ဖြင့်ညှဉ်းပန်းခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကိုပါလှုပ်ဆောင်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမကြီးဦးကျော်မွန်းတို့ကပြောဆိုပါမြန်မာနိုင်ငံတွင်စစ်အာဏာရှင်အစဉ်အဆက်လက်အောက်၌မတရားအကျဉ်းချခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကတရားဥပဒေစိုးမိုးမှုကိုအချိန်ကြာမြင့်စွာဖျက်ဆီးထားခဲ့ပါသည် 2023ခုနှစ်တနှစ်ထဲ၌ပင်ဒီမိုကရေစီထောက်ခံအားပေးသူအယောက်160ခန့်တေဒံချမှတ်ခံရကြောင်း၎င်းကဆိုတယ်2022ခုနှစ်တွင်နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့်ကိုဖြိုးစေရတော်ကိုချင်းကိုကျော်မင်းယူခကိုချင်းမီကိုလှမျိုးအောင်နှင့်ကိုအောင်တူရဇော်တို့အနေဖြင့်တကားပိတ်တရားခွင်များဖြင့်မတရားကွက်မြက်စီရင်ခြင်းတို့ကိုခံခဲ့ရကြောင်းစီအိုစုအနေဖြင့်အကျဉ်းသားအကျဉ်းသူများကိုလျှက်စစ်လျှော့များ အတုံးပြွေညှင်းပန်းခြင်းရိုက်နှက်ခြင်းအတက်ချူကြက်စေခြင်းအမျိုးသားအမျိုးသမီးတို့အားလိန်ပိုင်းဆိုင်ရာအကြမ်းပတ်ခြင်းနှင့်ကျမ်းမာရေးစောက်ရှောက်မှုများအားထိန်းချုပ်ထားပါထိန်းချုပ်ထားမှုများပါလှုပ်ဆောင်နေကြောင်းသူကဆက်လက်ပြောပါတယ်အဲ့တော့စဉ်းစားကြည့်ပါကျွန်တော်တို့တိုင်းပြည်အတွက်ခိုးတာလည်းမဟုတ်ဘူးစိုးတာလည်းမဟုတ်ဘူးခိုးစိုးလူနိုင်ရာဇဝတ်မှုလူတက်မတိန်တစ်ခုမှမလုပ်ဘဲနဲ့ဒီတိုင်းပြည်ရဲ့အပြောင်းအလဲကိုဖြစ်စေခြင်းနဲ့အတူဒီမိုကရေစီထောက်ခံအားပေးတဲ့လူတွေကိုအခုလိုရရစက်စက်ပြစ်ဒဏ်တွေချမှတ်ပေးမယ် ခိုးဆိုးလူနိုင်တွေကိုကြတော့လွတ်ငိမ့်ချမ်းသာကွင်းနဲ့လွတ်ပြီးတော့တို့တို့ရဲ့စစ်သက်လက်အောက်ခံပြူစောဒီများအဖြစ်မွေးပြီးတိုင်းပြည်ဖျက်ဆီးနေကြတာဒါဟာဘလို့မှညင်းလို့မရတဲ့အချက်တွေအဲ့တော့အမြင်ရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိုကရေစီကိုအားပေးတဲ့ဒူတွေဟာတို့အနေနဲ့စစ်ကောင်စီအနေနဲ့အမြင်ချင်းမတူတဲ့ဘက်အနာရှိရင်ရှိလိမ့်မယ်ကိုနေ့ကပြောသလိုရာဇဝတ်မှုကိုပြုလုပ်နေတဲ့ရာဇဝတ်သားတွေမဟုတ်ဘူး တိုင်းပြည်တိုးတက်တိုးတက်ကြောင်းအတွက်သူတို့အမြင်နဲ့သူတို့ဒီမိုကရေစီကိုတောင်းဆိုတဲ့ဒီမိုကရေစီဘက်တော်သားတွေပဲဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအပြစ်မရှိတဲ့ရာဇဝတ်သားကိုနော်ဒီတိုင်းပြည်အတွက်တိုးတက်တိုးတက်ကြောင်းလှုပ်တဲ့သူကိုတေးတန်းနေအခုတော့မိနစ်ပိုင်းတွင်စီရင်ပေမဲ့လူတက်မဒိန်ခိုးဆိုးလူနိုင်တွေကိုတော့လွတ်ငိမ့်ချမ်းတာကွင်းနဲ့ထုတ်ပြီးတော့တို့တို့စစ်ကောင်စီအတွက်အာဏာရတဲ့နေရာမှာအရှေ့ကလူသားတိုင်းအဖြစ်ပြူစောတီးတွေအဖြစ်လက်နက်တွေထုတ်ပေးပြီးတော့တိုင်းပြည်ကိုဖျက်နေတာအဲ့တော့ဒီလိုမျိုး အချမ်းဖက်အပွက်စည်းမျိုးကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့လယ်စင်းခံပေးကြမှာလား။နော်ငါတို့ကအာမနာမှုငါတို့မလုံနိုင်ဘူးစသဖြင့်စင်ကြေးတွေအမျိုးမျိုးအောက်မှာခမားတို့ကျွန်တော်တို့ဘဝတွေကိုအဆုံးတက်ပြီးတော့လယ်စင်းပေးလိုက်ကြမှာလား။ဒါအောင်မို့လက်ရှိအချိန်အဟုန်နဲ့ရွေ့လာတဲ့အရွေ့တစ်ခုဖြစ်တဲ့တော်လှန်ရေးမှာနိုင်တဲ့လောက်ပါဝင်ပူးပေါင်းကြမလားဆိုတော့ကိုလေးလေးနက်နက်စဉ်းစားကြည့်ကြ။ဟုတ်ကဲ့နောက်ထပ်တင်ဆက်ဖို့ကိုတင်ဆက်ပေးခြင်းပါတယ်။ ဒါကတော့ပြူစောတိညွာကိုတိုက်ခိုက်တိမ့်ပတ်ရပြူစောတိတူတေဆုံးပြီးတော့၁၈ဦးအရှင်ဖန်းစင်းရမိတဲ့တဲ့င်းမှာသခိုင်းတိုင်းရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတိညွာကိုတိုက်ခိုက်တိမ့်ပတ်ရပြူစောတိတူတေဆုံးပြီး၁၈ဦးအရှင်ဖမ်းမိကလက်နက်ဆယ်လက်သိမ်းဆဲရရှိခဲ့ကြောင်းရွှေဘုံခရိုင်အမှတ်၁၈တပ်ရင်းတပ်ထောက်တာဝန်ခံပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောဆိုတယ်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရနေရာများကိုဝိုင်းတွဲဖြင့် ဘုံဒီ16လုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြူစောတိရွာများကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့ဝင်များအထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ပြူစောတိများထံမှ G3 တနတ်2လက်ကာပိုင်တနတ်6လက်စနတ်ဘုတ်တနတ်2လက်နှင့်ဆက်ဆက်ပစ္စည်းများကိုတင်ဆက်ရမိကြောင်းသိရတယ်ပြူစောတိများသည့်ကျေးရွာအတွင်းရှိအမျိုးသမီးငယ်များကိုမဒိန်ကျင့်ချင်းတပ်ဖြတ်ခြင်းနှင့်အခြားရွာမှပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုကျူးလွန်နေသူများဖြစ်ကြောင်းသိရတယ် အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်23 78 25 26 90တုံည6 10တုံည1တပ်ရင်းနှင့်နယ်မြေပကဖအဖွဲ့မြပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရတကယ်တော့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာဗျအိမ်ကျက်ချင်းချင်းအိုးမဲတုတ်ခမ်းရတာပါပြူစောတီးတဲ့ပြည်သူပကဖလည်းပြည်သူ PDL လည်းပြည်သူပါပဲဒါပေမဲ့ဒီမတရားအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာဒီမင်းအောင်လှိုင်ခေါင်းဆောင်နဲ့အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဟာသူတို့အာဏာကိုသိမ်းနေတာဒီနေ့အချိန်ထိမရသေးပါဘူးအဲ့တော့သူတို့အာဏာရဖို့အတွက်အခုလိုပြူစောတိဆိုတဲ့အရာတွေကိုပြည်သူချင်းကတော့ပြည်သူပြန်ပြီးတော့အိမ်ချက်ချင်းအိုးမဲတုပ်ပြီးခုတ်ခိုင်းနေတာပါဘယ်ပြည်ပကျူးကျော်စစ်မှမဟုတ်ဘဲနဲ့2021အာနာတိန်ရနေဒီ2025ရောက်တဲ့အချိန်ထိစစ်သားရဲ့ပြူစောတိအတက်ပေါင်းဘလောက်ပေးဆက်ခဲ့ရပြီလဲ ဒါတွေဟာကျွန်တော်တို့တိုင်းပြည်အတွက်အင်မတန်ဝမ်းနည်းကိုကောင်းတဲ့လူသားအရင်းမြစ်ဆုံးရှုံးမှုတွေပါတကယ်တော့လူတယောက်နဲ့အောင်အာနာယူတဲ့အောက်မှာကျွန်တော်တို့အခုလိုလူသားအရင်းမြစ်တွေဆုံးရှုံးနေရတာဒါကြောင့်မလို့ဒီတော်လှန်ရေးမှာအာနာချင်းစနစ်အမြင့်ပြတ်ဖို့ကိုတော်လှန်ရေးအင်အားစုတွေကကြိုးစားနေကြတာဖြစ်ပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်လူလူလှချမှုပြုလို့ဆိုတော့တည်မယ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ထိမ့်မှတ် လူလူလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ်ယနေ့ဇွန်လ14ရက်ကဘန်ကောက်မြို့လယ်ကောင်လူစီကားတဲ့နေရာတွေမှာ free အောင်ဆန်းစုကြည် violently detained the Myanmar military junta စာရာဘာပိုစတာကင်ဆောင်ဒီကျွေးကြော်တန်တွေနဲ့လူလူလှုပ်ရှားမှုပြုလုပ်ခဲ့တယ်သိရပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ် မုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်အပနိုင်ငံရေးအကျဉ်းသား50ဦးထက်မနည်းထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာအကျဉ်းဆောင်ကနေပြောင်းရွှေ့လာတဲ့အကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေကစီးကျိုးရိုက်နှက်တာတွေလှုပ်ဆောင်ခဲ့တဲ့အတွက်နိုင်ငံရေးအကျဉ်းသားအယောက်50ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM တာဝန်ခံကိုတိုက်ထွန်းဦးကပြောပါတယ်။အခုလိုမျိုးအကျန်းဖက်ရိုက်နှက်ခံရသူတွေထဲမှာထောင်ဒဏ်84နှစ်ချမှတ်ခံထားရတဲ့ မုံရွာတပိတ်ကောမဒီခေါင်းဆောင်ကိုဝေမိုးနိုင်လဲပါဝင်ခဲ့ပြီးလက်ရှိမှာအချင်းထောင်စေးုံတင်ထားရတယ်လို့သိရပါတယ်မုံရွာအချင်းထောင်မှာအချင်းကြခံနေရတဲ့နိုင်ငံရေးအချင်းသားနဲ့အခြားရာဇဝတ်အချင်းသား200နီးပါးကိုကုန်တင်ငါ6စီးနဲ့တင်ဆောင်ရင်းမန္တလေးအိုးဘုတ်အချင်းထောင်စီပြောင်းရွှေ့ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်ရဲတပ်ဖွဲ့ဝင်တွေကအကြောင်းပြချက်မရှိဘဲရာဘာဒုတ် တစ်တားထုတ်တွေနဲ့ဝိုင်းဝန်းစည်းကြိုရိုက်နှက်ခဲ့တယ်လို့ဆိုပါတယ်နိုင်ငံရေးအကျဉ်းသားအယောက်50ထက်မနည်းဟာဥကောင်းလက်နဲ့နောက်ကျောတွေမှာထိရှတဲ့ပောက်ပြဲဒဏ်ရာကိုစီရရှိခဲ့တယ်လို့သိရပါတယ်ဒါကတော့မြန်မာပြည်မှာလုံနေချရုံမှမှုပါထောင်ထဲဝင်းလာတဲ့ပုံစံဆိုပြီးတော့စောက်ကန်ကန်ထိတယ်ဆိုတဲ့အဲအလောက်ကဒါထောင်တိုင်းမှာရှိပါတယ်နော်အဲ့တော့မတရားမှုပြုလုပ်တဲ့အပြင်မာတော်မှလုံချင်တိုင်းလုံနေတဲ့ဒီမတရားမှုပြုကျင့်မှုတွေဟာကျွန်တော်တို့တို့ရဲ့အချုပ်ထောင်ထဲမှာတော့ပြောစရာစကားကိုမရှိတော့ပါဘူး ဲ့တော့ထောင်ပြောင်းပြီဆိုတော့ ਨੇ ဒီလိုမျိုးမတရားရိုက်နှိပ်ပါတယ်အဲ့လိုရိုက်နှက်မခံဖို့အတွက်ခွန်ကျွေးထားရင်တော့ခွန်ကျွေးထားတဲ့လူကတတ်တာတာပေါ့အဲ့တော့နိုင်ငံရေးအကျဉ်းသားတွေဆိုတော့အလုံးထိတဲ့အတိုင်းဓမ္မဘတ်တော်သားတွေဖြစ်တဲ့အတွက်ဒီလိုမျိုးမတရားပြုကျင့်တဲ့ကောင်တွေကိုဘာလက်မှာလဲထိုးမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုပြစ်မှတ်ထားပြီးတော့ရိုက်နှက် တိုက်ခိုက်တာပဲဖြစ်တယ်ဒါဟာလူခွင့်ရေးရှုတော့ကကြည့်မယ်ဆိုရင်တော့ပြောစရာစကားကိုမလိုတော့ပါဘူးเนาะဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်းပြည်မှာအပြင်မှာရှိတဲ့ဒူတွေအားလုံးဟာလဲထောင်ကျနေတဲ့နိုင်ငံသားတွေပါပဲအဲ့တော့အချင်းထောင်ထဲမှာမှထောင်ကျတာမဟုတ်ဘူးတနိုင်ငံလုံးဟာဒီအာနာရှင်စနစ်စိုးအောက်မှာထောင်ကျနေကြပါအဲ့ဒီထောင်ကနေလွတ်မြောက်ဖို့အတွက်27ຫນွေဦးတော်လှန်ရေးဆိုတာဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုကထောင်ထဲရောက်မှထောင်ကျတယ်လို့မထင်ပါနဲ့ကိုနိုင်ငံအတွင်းမှာရှိတဲ့ နေထိုင်ရင်းနဲ့လွတ်လပ်စွာပြောဆိုလောက်ကင်တွာလာနော်လွတ်လပ်စွာဘာတခုမှမရတဲ့အနေအထားနဲ့လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့2021ຫນွေဦးတော်လှန်ရေးကြီးမှာအတူတကွပါဝင်ပူးပေါင်းကြဖို့ကိုအားလုံးကိုတိုက်တွန်းပါတယ်ဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးရှင်ပါတယ်ဒါကတော့ရန်ကုန်မင်္ဂလာတုံထောက်ကျမ်းမှာရှိတဲ့လုံခြုံရေးဘဏ်ကံကိုမိုင်းနဲ့တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်မင်္ဂလာတုံမြို့နယ်ထောက်ကျမ်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့လုံခြုံရေးဘဏ်ကံကိုဇွန်လ23ရက်ည7:30မိနစ်လောက်က အဝေးထိန်းမိုင်းနှလုံးနဲ့တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်နိုင်တယ်လို့ Operation Flan of အဖွဲ့တပ်ဖွဲ့ကပြောပါတယ်အမှတ်3လမ်းမကြီးနဲ့အမှတ်ခွန်လမ်းဆောင်ကအဲ့ဒီဘန်ကာဟာအမြန်လမ်း0မိုင်တိုင်းမရောက်ခင်မှာအစစ်စင်းများတဲ့နေရာဖြစ်ပြီးအဝေးပြေးကားတွေနဲ့ကုန်တင်ကားတွေကိုတရားမဝင်ငွေကြေးကောက်နေတဲ့နေရာဖြစ်ပါတယ်လုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ဘန်ကာအပြင်ဘက်ထွက်လာချိန်မှာ of အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်စင်ရေးအောင်မြင်သလိုစစ်ကောင်စီတပ်ဖွဲ့တယောက်လဲကျတော့တာတွေ့ခဲ့တယ်လို့ပြောပါတယ်။ Operation Flan Off အဖွဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူကအဝေးထိန်းမိုင်းနှလုံးတုံးခဲ့ပါတယ်။တလုံးပဲကောင်းကောင်းအောင်မြင်ခဲ့ပါတယ်။တလုံးကပောက်ကွဲအားနဲရွားခဲ့ပါတယ်။စစ်ခွေးအဆောက်၃ကောင်အပြင်ထွက်လာချိန်ဆွဲလိုက်တာတကောင်ပဲထိပြီးလဲကျတော့ပါတယ်။နောက်ဆက်တွဲမြေပြင်ထောက်လန်းနေစေဖြစ်ပါတယ်။ရဲဘော်အလုံးပြန်ရောက်ပါပြီ။ဘေးကင်းပါတယ်လို့ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာရန်ကုန်မြို့ပြတောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ Operation Front of အဖွဲ့ရဲ့2025ခုနှစ်ထဲမှာ6ချိန်မြောက်စစ်စင်ဖြစ်ပြီးအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှု9ချိန်လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်မှု2ချိန်ရှိခဲ့ပါတယ်။နော်ဒါကတော့ Operation Front of အဖွဲ့ကစစ်စင်ရေးကိုပြောတာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တတိပုတ်ကလတင်ပြခြင်းတာတခုတော့ရှိပါတယ်ကျွန်တော်တို့လက်ရှိ2025တိုင်းရောက်လာခဲ့ပါပြီ2021ຫນွေဥတော်လိုင်းစကစားကအချိန်မှာ ကျွန်တော်တို့ကအခုလိုပျောက်ကြားစနစ်တွေမထီကလုတ်ထီကလုတ်တွေပြီးလို့ရှိရင်စစ်ကြောင်းတွေကိုပြစ်ပြီးပြေးတာတွေလုပ်ခဲ့ပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့အရှိန်အဟုန်တွေရခဲ့တယ်လက်နက်တွေတက်ဆင်လာနိုင်ပြီတိုင်ရင်တပ်ဖွဲ့တွေစနစ်တကျလက်ကျင့်စုဖွဲ့မှုလုပ်လာနိုင်ပြီ COC တွေတည်ဆောက်လာနိုင်ပြီတချိန်ကလက်နက်ကင်ထားတဲ့လူအုပ်ကြီးတို့ပြောခံရတဲ့အနေအထားကနေတည်တည်ချာချာစနစ်တကျနော်လစ်ကျင့်ထားတဲ့ဒီ SOS ဆိုပုံစံမျိုးလို့နော်တင်နန်းတွေကိုစနစ်တကျလစ်ကျင့်ထားတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုကျွန်တော်တို့ထူထောင်လာနိုင်ပြီ။ ဲ့ဒီအချိန်မှာစစ်စစ်ရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့ပေါ်ပြက်ပြက်တွေမလုံမိကြဖို့အရေးကြီးပါတယ်ရှင်းရှင်းပြောရရင်ကျွန်တော်တို့မပိုင်ချင်မြိုက်တာအကောင်းဆုံးပါပဲမထီကလုတ်ထီကလုတ်လောက်ကမဲ့အချိန်ကြံခဲ့ပါပြီဒါကြောင့်မို့လို့တခါကြလို့ရှိရင်ကျွန်တော်တို့ကမထီကလုတ်ထီကလုတ်တွားလောက်လိုက်တဲ့အနေထားကနေတစ်ဖက်မှာ တက်ရောက်မှုတွေအများကြီးဖြစ်ပေါ်နိုင်တယ်ဒါလေးကိုလည်းတက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းတွေအားလုံးဒရီပြုနိုင်ကြပါစေလို့ဒါကြုံရင်းတင်ပြတာဖြစ်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့တွေအားလုံးဟာပွဲသိမ်းရိုက်ချက်ကိုရိုက်ကမဲ့အချိန်ရောက်နေပါပြီဒါကြောင့်မို့လို့ကျွန်တော်တို့တွေပွဲမြန်မြန်သိမ်းဖို့အတွက်စနစ်တကျနဲ့အားလုံးပါဝင်စွာနော်လုံနိုင်တဲ့အွှေ့အပြောင်းကြီးတစ်ခုကိုအတူတကွစ조사ကြဖို့အလုံးတိုက်တွန်းပါတယ်အဲ့လိုမဟုတ်ဘဲနဲ့တစ်ကက်တစ်ကက်လုံနေမယ်ဆိုရင်တော့ကျွန်တော်တို့တော်လှန်ရင်းမှအချိန်ကြာတာလေးတော်လှန်တဲ့ဘက်က အင်အားနည်းလေဖြစ်ပါတယ်ဒါဟာသဘောတရားပါပဲဒါကြောင့်မို့လို့ကျွန်တော်တို့တွေအချိန်တအားဆွဲလို့မရဘူးအားလုံးအရွတ်တစ်ခုမှပါဝင်နိုင်ဖို့အတွက်တက်ညီလက်ညီနဲ့စီးလုံးညီညွတ်မှုတဲ့တုတ်ပြန်မှုကိုဝိုင်းပြီးတော့ကြိုးစားကြပါလို့တိုင်တော်ပါတယ်ဟုတ်ကဲ့ဒီကနေ့ကျွန်တော်တို့တင်ဆက်ခဲ့တဲ့သတင်းတွေအားလုံးကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နေ့တွေမှာလည်းကျွန်တော်တို့အချိန်ရရင်ရတယ်လို့အခုလိုသတင်းတော်တော်တွေကိုတထိုင်ရလဲနားထောင်နှိုင်အောင်ကျွန်တော်တို့တွေဒီအစီအစဉ်လေးကို အာကျူမန်တက်နဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။စောင့်မျှော်အားပေးကြတဲ့တူးတယောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။